သနေပြီးတော့ဆင်းရဲတင်ထားပြပါတယ်။ပြေဆုံးသူတဲ့သူက1644ရာရှိပါပြီ။ဒဏ်ရာရတဲ့ပုဂ္ဂိုလ်က3400ရာရှိရပြီ။ကြောက်ဆုံးနေတဲ့ပုဂ္ဂိုလ်က139ရာဒါအကြမ်းင်းပဲရှိပါသေးတယ်။အမကဲတင်နိုင်လို့ပြီးနေတဲ့ပုဂ္ဂိုလ်တွေမကဲထုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးဆင်းရဲအတိအကျမရတာလည်းအများကြီးရှိနိုင်ပါသေးတယ်။ဒါမို့ကြောင့် ဒီလောက်ကြီးဒုက္ခရောက်နေတဲ့အချိန်မှာအားလုံးဝိုင်းဝန်းပြီးတော့ကုညီကြဖို့အချိန်ဖြစ်ပါတယ်။အားလုံးတက်ညီလက်ညီပြန်ဆောင်ရှားမယ့်အချိန်ဖြစ်ပါတယ်။အားလုံးလက်တွဲပြီးအဖြေရှာမယ့်အချိန်ဖြစ်ပါတယ်။အခုဖြစ်တဲ့အဲကိစ္စယတနာကြီးကတူတူယောက်ချင်းစီရဲ့ပြဿနာမဟုတ်ပါဘူး။တနိုင်ကံလုံးအဲလူမျိုးတိုင်းအားလုံးတိုင်းအသက်ရွယ်မရွေးအားလုံးခံရတဲ့အဲနေရာကဖြစ်ပါတယ်။အဲပြဿနာဖြစ်ပါတယ်။ဒီပြဿနာက အမတန်ကြီးပါတယ်။ အာဒီထောင်ရမယ်ပြဿနာတွေအခုလက်ရှိကယ်ဆယ်ရေးပြဿနာတွေလည်းအမတန်ကြီးကျယ်တဲ့အတွက်ကြောင့်ကမ္ဘာနိုင်ငံအသီးသီးကနေပြီးတော့လာကြတယ်တရုတ်လည်းလာတယ်အိန္ဒိယလည်းလာတယ်ဂျပန်လည်းလာတယ်ထိုင်ဝမ်လို့လည်းလာတယ်အကုန်လာကြတယ်ပေါ့နော်အိန္ဒိယရုရှားမလေးအကုန်လုံးပေါ့ထိုင်းလန်လည်းလာတယ်အဲကမ္ဘာအင်အားကြီးနိုင်ငံတွေကတော့လာပြီးတော့ကုညီကယ်ဆယ်တဲ့အချိန်မှာအာဒီအချိန်မှာပေါ့နော် ဒီအချိန်မှာအလုံးညညရမယ့်အချိန်အလုံးလက်တွဲဖြေရှားမယ့်အချိန်ဖြစ်တယ်ဆိုတာကိုလေးလေးနက်နက်ဖြင့်ခွန်ကြီးတို့ပြောကြားလိုပါတယ်ဒီနေ့ဝမ်းနည်းစရာပေါ့နော် အမတန်အဲအမတန်စိတ်ဓာတ်သေးသေးနဲ့အမတန်အောက်တိုင်းကြတဲ့ပုံကူအချို့ကတော့ဒါရှိနေမှာပါအဲ့ဒါတွေကိုဂယုမဆိုင်ကြဘူးလေတောင်းပန်ပါတယ်လေးလေးနက်နက်တောင်းဆိုပါတယ်ဘာကြောင့်လို့ဆိုလို့ရှိရင်အဲခုနကတော့ပို့လေးတစ်ခုတွေ့ရပါတယ်တက်တော့ပို့လေးတစ်ခုထဲမှာ အဲဘာဘာကြီးတော့ဒုက္ခရောက်ပြီလို့အဲသူကနေပြီးတော့အဲပုံလေးတွေနဲ့တင်းထားပါတယ်အမှတ်မှားတယ်ဘာဘာကြီးတယောက်တည်းဒုက္ခရောက်တာမဟုတ်ပါဘောက်ဘာကြီးတွေရောဖေဖေတွေရောမေမေတွေရောတန်တန်ကတွေရောတိလရှင်တွေရောအကုန်လုံးရောမွတ်စလင်ရောခရစ်ယာန်ရောဗုဒ္ဓဘာသာအလုံးဒုက္ခရောက်နေတာဖြစ်ပါတယ်နော်ဒါမှကြောင့်ဘာဘာကြီးခွဲပြီးတော့အော်ဝမ်းနဲ့ဝမ်းသာဖြစ်ရမယ့်အချိန်မဟုတ်ဘူးဆိုတော့ဘာဒီနေ့ဖုံးဖုံးကပြောကြလို့ပါတယ်ဒီလောက်ဒုက္ခအကြီးကျယ်ရောက်နေတာကလည်းပဲ အလုံးနဲ့သက်ဆိုင်ပါတယ်အလုံးနဲ့သက်ဆိုင်တဲ့အတွက်ကြောင့်အလုံးကနိုင်ငံရချားတော်လာကူညီတဲ့အချိန်မှာအာလိုက်ကူညီတဲ့အချိန်မှာပမောက်တို့တွေကအတယောက်နဲ့တယောက်တဦးနဲ့တဦးမင်းပါလဲငါပါလဲနဲ့အလင်းညှို့ထုတ်ရမယ့်အချိန်နဲ့မဟုတ်ပါဘူးအပြစ်ဖို့ပြီးတော့ရန်ဆောင်နေရမယ့်အချိန်နဲ့မဟုတ်ပါဘူးအလုံးလည်းပဲပြီးတော့ဒီဒုက္ခအကြီးမှလွတ်မြောက်အောင်ပမောက်တို့မလုပ်ကြမလဲပမောက်တို့မလုပ်ပေးနိုင်မလဲပမောက်တို့မလုပ်ကြမလဲဆိုတော့ ဖြေရှားပြီးတော့ကူညီရမယ့်အချိန်ဖြစ်တယ်ဆိုတာကိုဒီနေ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုပုံပုံကမေတ္တာရက်ခံပါတယ်ပုံပုံတို့ကဖြစ်တဲ့ညဆက်ပြီးတော့ပုံပုံတို့အချိန်နဲ့တပြေးညီပုံပုံရဲ့ဌာနခွဲတွေကိုလည်းကူညီကယ်ဆယ်ဖို့ရန်အတွက်ညွှန်ကြားထားပြီးဖြစ်ပါတယ်အဲပုံပုံကတော့ခေတ္တခဏလေးအပြင်ရောက်နေတာ ဖြစ်ပါတယ်ဒါပေမဲ့ရှေ့မှာရောက်နေတဲ့ပုံပုံတွေကိုလည်းရှေ့တယ်လို့နောက်တန်းကနေစုနေတဲ့ပုံပုံတွေလည်းပဲရှိပါတယ် ဘုန်းကြီးတို့မုံပြင်းနဲ့မော်လမြိုင်မြို့မာမန်ပရိယတ်တိစာတင်တိုင်းမှာရောရန်ကုန်တိုင်းလက်ကူဟိတတရမှာရောပုံပုံတို့အအကူညီကြစေရဌာနတွေဖွင့်ထားပါတယ်ဒီနေ့လူဒန်းထားတဲ့ပုဂ္ဂိုလ်လူဒန်းရတဲ့ပုဂ္ဂိုလ်တွေကလည်းအကောင့်အတုတွေနဲ့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေကိုအကြောင်းပြုပြီးတော့စီးပွားရှာနေတဲ့ပုဂ္ဂိုလ်တွေကလည်းရှိနေကြပါတယ်အဲဘာလို့တော်မီလောင်တော်ကြောင်တော့ခမောင်းခတ်ဆိုတဲ့ပုံစံမျိုးပေါ့အမတအောက်တန်းစာစိတ်သက်ဖြင့်ဘုံဘုံရဲ့အောက်မှာ ဒုက္ခတဲ့လို့ဆိုပစ္စည်းတွေကိုဒုက္ခတဲ့မရောက်အောင်တို့ကဝင်ယူပြီးတော့လိမ်လည်နေတဲ့ပုံစံတွေနဲ့ရှိနေတော့အဲ့ဒါလေးကိုလည်းသတိပေးခြင်းပါလေသတိပေးခြင်းပါလေဒါမို့ကြောင့်ဘုန်းကြီးတို့ဘုန်းကြီးနဲ့မော်လမြိုင်မြို့မာမြိုင်ပြည်ရဲ့ဒီစာတင်လိုက်ပါဆိုရင်နံပါတ်၁ဘာဘုန်းကြီးဥက္ကဋ္ဌလာ399ခွန်ကို3331လေးနှစ်ခေါ်အဲ့ဒါဆက်သွယ်ပြီးတော့ထူထမ်းနိုင်ပါလေဘုန်းကြီးဦးဝေပုံလာလင်္ကာရဝင်လည်း ဆက်သွယ်ပြီးလူဒန်းနိုင်ပါတယ်ဒကမိုက်ဒေါ်အေးသိဒကမိုက်ဒေါ်နီဒကမိုက်ဒေါ်စောဒကမိုက်ဒေါ်ခင်လန်းဆန်းတို့ကိုလည်းပဲစနစ်တကျဘုန်းကြီးတို့အကောင့်တွေဖွင့်ပြီးတော့ online ပေါ်မှာတင်ထားပါတယ်လူဒန်းလို့တဲ့ကုညီတဲ့ပုံစံတွေကတိတိကျကျဆက်သွယ်ပါဆက်သွယ်ပြီးတိကျပြီးဆိုမှအဲဒီပုံစံတွေတိကျပြီးဆိုမှတွေ့ကြဖို့ဘုန်းကြီးတို့လေးလေးနက်နက်ကောင်းမှန်ပါတယ်အပြေးပေးပါတယ်နော်အဲဒီရဲ့ လူတွေရဲ့ကိုချင်းစာစိအားနေခြင်းကတော်တော်ပြဿနာဖြစ်ရှင်းတဲ့နေရာမှာအများကြီးခက်ခဲဖြစ်စေနိုင်လို့ဖြစ်ပါတယ်เนาะအဲဒါကြောင့်ဒီနေ့ဘုန်းကြီးတို့မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားကအမတန်ကြိုးစားရုန်းကန်ပါပြန်လည်နှိုးထားကြမှာပြန်လည်ထူထောင်နိုင်မှာဖြစ်ပါတယ်เนาะဘုန်းကြီးတို့မြန်မာနိုင်ငံမှာအခု၄နှစ်အတွင်းမှာနံပါတ်၁ယောဂကဗေးတွေကျုံတွဲခဲ့ရပြီဒီဒုက္ခတွေကိုလည်းဘုန်းကြီးတို့အန်တူခဲ့ရပြီအော် မငြိမ်မသက်တဲ့စိတ်ပေတွေတရားနဲ့တရားတုံးနဲ့ဒုတစ်ဖွဲနဲ့တစ်ဖွဲနဲ့ဟောတယ်ဗျလောဘအလိုကြဒေါသအလိုကြတိုက်ကြခံကြလို့လည်းပဲလူတွေများများတော်တော်ဒုက္ခရောက်ပြီးပြီနော်တဘာဝဘေးကရင်းကြီးတွေကိုလည်းတွေးကြကြပြီးပြီဘေးဒုက္ခတွေဝါတွေတွေးကြကြပြီးဖြစ်ပါတယ်ဒါတွေလည်းဘုန်းကြီးတို့လက်ကွဲညီညီညာညာဖြင့်ဖြည့်ဆည်းနိုင်ကြတယ်ဆိုတာကိုအဘုန်းကြီးတို့အားလုံးအသိဖြစ်ပါတယ်အားလုံးအားလုံးသိဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီကိုဗစ်ကာလဘေးနော်အဲစပေး တယောက်တယောက်တယောက်နဲ့တယောက်နဲ့ရံဖြစ်တဲ့သတ္တန္တရကပ်ပေးအာယောဂန္တရကပ်ပေးအာနောက်တစ်ခုရေဘေးနဲ့မကအခုဘေးကြီးကအဲဘုန်းကြီးတို့မြန်မာနိုင်ငံမှာ2018ခုနှစ်ကဒီလိုဖြစ်လိမ့်မယ်ဆိုတာကိုပညာရှင်များကကြိုတင်ပြီးတော့ကြိုတင်ပြီးတော့ပြောထားပြီးဖြစ်ပါတယ် ခွန်ကြီးတို့လည်းဒီလိုဖြစ်လိမ့်မယ်ဆိုတာကိုသိပါတယ်ကျိုးတင်ပညာရှင်များကကျိုးတင်ကောင်းွယ်ဖို့ရန်အတွက်ကိုလည်းပဲအဲဘလောက်ပဲပြောပြောခွန်ကြီးတို့မှာကအဲလက်ရှိပြဿနာလေးတွေပေါ်မှာပဲအယုံဆိုင်နေသည့်အတွက်ကြောင့်ဒီကြီးမားတဲ့ဒုက္ခငလျင်ဘေးကြီးကိုခွန်ကြီးတို့အာအမှတ်မချင် မေးလျော့သွားတာပေါ့နော်အဲမေးလျော့ခြင်းရဲ့ဆိုးကျိုးကအခုတော်တော်များများခံရရတာဖြစ်ပါတယ်ဖြစ်ပြီးသားတွေတော့ဖြစ်ပါစီတော့ဒါအခုလိုသဘာဝဘေးငလျင်ဘေးကြီးက အမတန်ကြီးကျယ်တယ်ခါရတာလည်းတနေရာလည်းမကားဘူးစကိုင်းတိုင်းတတိုင်းလုံးပြီးပါမန္တလေးတိုင်းတတိုင်းလုံးပြီးပါနဲ့ဘုန်းကြီးတို့ဘကိုးတိုင်းအစွန်ဖြားချီရောက်ခဲ့ပါတယ်နော်တောင်မြောက်ဒီကောင်များပြားလာတဲ့ဘေးဒုက္ခတွေကအမတန်ကြီးကျယ်တဲ့လုံလဝရိယအမတန်ကြီးမားတဲ့စိတ်နေစိတ်ကြပေါ့နော်အဲအဲ့ဒါဗုဒ္ဓရဲ့ဓမ္မတွေလောကဓာတ်တရားတွေကိုအံတူပြီးတော့ပုံပုံတို့တွေအရေးတို့စီမံကိန်းတွေရေးစီစီမံကိန်းတွေကိုစနစ်တကျပြုလုပ်သွားကြမှာဒါလည်း ခွန်ကြီးတို့အကောင်းဆုံးဒုက္ခတွေကိုကျော်လွှားနိုင်ရမှာဖြစ်ပါတယ်ကျော်လွှားနိုင်လိမ့်မယ်ဆိုတာလေဖုံဖုံကအဲယုံကြည်ပါတယ်တရားရခံတို့ယုံကြည်ပါတယ်အဓိကအပြင်ကတော့ဘုန်းကြီးပြောချင်တာကတော့ခုနအမတန်အောင်တန်းကြတဲ့ပို့တွေတင်တဲ့ပုဂ္ဂိုလ်တွေလည်းရတန်းကရပေးကြဖို့အနုညွမေတ္တာရခံပါတယ်ကိုကြီးကဲဆဲဆောင်းဆောင်နေကြတဲ့ပုံစံတွေကလည်းပဲဒီကဲ့သို့ဘာလဲမလားအောက်တန်းကြတဲ့စိတ်ဓာတ်ပြည့်ရေးတဲ့ပုံတွေကိုဘယ်ယူမဆိုင်ကြပဲနဲ့ဥပေက္ခနှလုံးသားပြည့် လုပ်ပြီးတော့ကိုလုတ်တဲ့လုတ်တိုက်တဲ့ကိုကူညီကယ်ဆယ်ရေးတွေအပြလဲထူထောင်ရေးတွေကိုစင်ဆက်မပြတ် လောကဓာတ်ကိုအာရုံတုပြီးတော့ကျူးစာပေးကြပါဖုံဖုံလို့လဲဖုံဖုံလို့တတ်နိုင်တဲ့ရွေးကူညီဆောက်ရှောက်သွားပါမယ်လို့ခွန်ကြီးတို့ပြောကြလိုပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးအားလုံးညီညွတ်ကြပါမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးပြည့်စုံပြီးတော့ဒီကြီးမားတဲ့ဒုက္ခကြီးကိုကြီးမားသောဝရိယ ြီးမသောစိတ်ဓာတ်ကြီးမသောချစ်မြတ်နှုတ်မှုကြီးမသောမွေးထည်မှုတို့ဖြင့်တော်လာနိုင်ကြပါစေဘုန်းဘုန်းကအဝိပ္ပနိယကဆုတောင်းပါတယ်